ိတ်ဆွေတို့အစီချတဲ့အခါကိုအရန်နဲ့တက်တဲ့အစားတောက်တွေလုံးဝဖြတ်ပြီးတော့ကိုလုံးဝမစားခြင်းနဲ့ဖြူဘက်ဖြူရောအပြုတ်ကြီးတွေအကင်ကြီးတွေအတုတ်ကြီးတွေချိတ်မိတ် စားနေရတော့လားတကယ်တော့အဲ့လိုလုပ်စရာမလိုဘူးမိတ်ဆွေတို့ကြိုက်နဲ့တက်တဲ့အစားအတောက်တွေကိုချက်စရာမလိုဘဲနဲ့ဒီလိုမျိုးအရသာမရှိတဲ့အပြုတ်ကိုစားစရာမလိုဘဲနဲ့စီချလို့ရမယ်ဒီကငါးနည်းကိုကျွန်တော်ဒီနေ့ညွှန်ပြပေးမှာဖြစ်ပါတယ်နံပါတ်1ချက် ယူသားပါကျွန်တော်တို့ဓာတ်ရက်လောက်တဲ့အခါကျရင်ကိုလုံးဝမစားခြင်းပဲနဲ့အဟိုကတော့စားလို့ရတယ်ဒီကတော့စားလို့ရတယ်ဟိုကတော့အစီကြတာအကောင်းတယ်ဆိုတော့အပြင်းဟာတွေလာတယ်အဲ့ဒါခဏမေးလိုက်ခဏမေးလိုက်ကျွန်တော်တို့နေတဲ့နိုင်ငံတွေမတူဘူးကျွန်တော်တို့ကြီးလင်းလာတဲ့ပုံစံမတူဘူးအဲ့တော့ကျွန်တော်တို့အရန်ကြိုက်တယ်တဲကြိုက်ကြအစားတောင်းငါယူချရည်လိုက်1နဲ့3လေးငါအဲ့ဒီငါမျိုးမှာ3မျိုးကိုကျွန်တော်တို့နည်းနည်းလေးအစားထိုးမယ်ရှော့တာပါညာလို့ဆိုပါစို့ကျွန်တော်တို့မြန်မာတွေမြန်မာနိုင်ငံမှာနေတဲ့လူတွေ ဝင်ကစားတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့အကြော်နှစ်ခုထည့်တယ်ဒီကြာကွေးထည့်တယ်ငါဖဲထည့်တယ်ဥပဲဥထည့်တယ်ဝင်ကစားတယ်အဲနည်းနည်းလေးအရေးလိုက်ပွဲလေးစားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဝင်ကစားမယ်အရေးလေးကိုကျွန်တော်တို့ရှော့မယ်မုတ်ဖက်လေးကိုနည်းနည်းလေးရှော့မယ်အကြော်တွေမစားဘူးဥပဲဥတွေနဲ့စားမယ်ဒီလိုမျိုးလေး adjustment လုပ်တဲ့ပုံစံလေးသွားလို့ရတယ်အဲ့လိုမျိုးကိုအရန်ကြိုက်နေတတ်တဲ့အရာငါးခုကိုချာရေးသုံးခုကိုအဲ့လို adjustment လေးကျွန်တော်တို့လုပ်လိုက်မယ်နှစ်ခုကိုကြာတော့ကျွန်တော်တို့ cheat မီစားတယ်အဲ့ဒီမှာ ကျွန်တော်တို့ pizza ဖြစ်ဖြစ်ဘာဂါဖြစ်ဖြစ်စားလိုက်တစိ့ဖြစ်ဖြစ်အတလုံးဖြစ်ဖြစ်เนาะအဲ့ဒီမှာအဲ့တနက်ကောင်းလေးကိုမသိစိတ်ကြီးထိထိမိမိလေးလုံးဝစားလိုက်အဲ့အဲ့လိုမျိုးလေးစားကြည့်၃မျိုးကို adjust လုပ်မယ်၂မျိုးကိုချိန်ပြီးစားရတယ်မထည့်စားအဲ့လိုပုံစံလေးနံပါတ်၁သွားကြည့်နံပါတ်၁ကဘာလဲရိုသားပါနံပါတ်၂စီကန်ရှိပါမိတ်ဆွေတို့အားလုံးသိပြီသားဖြစ်တဲ့တနေ့တာလိုအပ်တဲ့ကယ်လိုရီကို short စားမယ်ဆိုရင်စီကြတယ်တကယ်ကျွန်တော်တက်ပြတနေ့ကိုကျွန်တော်တို့ကယ်လိုရီ900 short စားရတယ်ဒါအောင်တစ်ပတ်မှာ9ရက်ရှိတယ်9ရက်မှာဆိုရင်ကယ်လိုရီ3500တစ်ပတ်စစ်ဖြစ်သွားတယ် ဒါဆိုရင်ကျွန်တော်တို့ပြန်ပြချင်အပြင်အစီတပေါင်းကြရတယ်လို့သတ်မှတ်လို့ကြရဒါဆိုရင်တနေ့ကို900 900 900 900ရီ short စာနေလို့အတိအကျမဖြစ်နိုင်ဘူးကျွန်တော်တို့ပိုစားမိလိုက်တဲ့နေ့တွေလည်းရှိဥပမာပိတ်ရက်တို့အဲ့ဒါတငယ်ချင်းမွေးနေ့တို့ပါလို့ဆိုရင်အဲ့တော့တပတ်မှာ3500 short စာအဲ့တော့800 short စာတဲ့နေ့လည်းရှိချင်းရှိမယ်200ပဲ short စာဖြစ်တဲ့နေ့လည်းရှိချင်းရှိမယ်အဲ့လိုမျိုးလေး9ရက်မှာ adjust လုပ်ထားတယ်နေ့တိုင်း900 short စာရမယ်900 short စာရမယ်ဆိုတာကြီးကိုအင်းတည်မတွက်ထားတယ်ငယ်ငယ်တော့အဲ့လိုမျိုးပေါ့နော် အာဒီဘဲချင်းစာချက်ချက်ကြက်မှာပဲအမနဲ့ခင်းစောကြီးစာထချက်ပဲညဘက်ကြီးစာထချက်မယ်မရှိဘူးကိုစိတ်ပါတဲ့ချိန်ကျရင်ပို့ပြီးအစဉ်ပြေအဲ့လိုပဲเนาะဒီလိုကြီးအတိအကျကြီးမတက်မထားနဲ့အဲ့လိုလေးအရှင်ထားတာတပတ်စာကိုကျွန်တော်တို့ကယ်လိုရီတပတ်စစ်ဖြစ်ဖို့လိုသားကြီးနံပါတ်3ပိုလေးလာပါကျွန်တော်တို့ကရှော့စာတွေရှော့စာတွေအစားတောက်စင်ချင်တယ်စင်ချင်တယ်နဲ့ပြီးနေပိုလေးလာတယ်ဆိုပါစို့ခုနဆိုရင်ငွေငားနဲ့ကျွန်တော်တို့ထမင်းနဲ့စားတာရှိတယ် ခောက်ဆွဲကြော်ကြားစမ်းကြော်နဲ့ထမင်းနဲ့စားတာရှိတယ်။ဒါကတော့အားချက်အရတော့လကောင်ကိုယ့်ရဲ့ကြီးပြင်းလာတဲ့အချိန်တွေရတော့လကောင်စားလိုက်တယ်။တကယ်တော့ကာဗွန်ဟိုက်ဒရိတ်တွေကတစ်ခုထက်အထူးသဖြင့်ဒီ simple cups တွေကာဗွန်ဟိုက်ဒရိတ်တွေစားလိုက်တဲ့အစာကြီးလွယ်တဲ့ဘိုက်ပြန်စားတယ်။ဟာငါတေချာဒိုက်ရိုက်တွေလုံနေတာပဲငါအစာလည်းထိတ်နေဒါမဲ့ကွာဘိုက်ကစားတော့ငါပြန်စားဖြစ်တယ်။ဒါမိတ်ဆွေရအမားမဟုတ်ဘူးခင်ဗျ။ ကျွန်တော်ဒီ simple cup တွေစားရဲဆိုရင်တော့အစာမြင်မြန်ကြည်တယ် energy မြန်မြန်ပေးတယ်စားမှာပဲအဲ့တော့အစာခံမဲ့ဟာလေးရောစားမယ်ကျွန်တော်တို့ protein ဆိုတဲ့အသားဓာတ်လေးတွေတိုးစားမယ်အမြင်ဓာတ်များတဲ့ complex cup တွေအရွက်တွေဒါမျိုးအက်ပြီးစားမယ်ဟုတ်စီနဲ့ပတ်သက်လို့လေမှန်တယ်စီမကောင်းဘူးဒါပေမဲ့စီစားလို့ဝါသွားတာတော့မဟုတ်ဘူးဒါပေမဲ့ကောင်းတဲ့စီတွေ good fat တွေကျွန်တော်တို့စားတဲ့နဲ့ property တို့ငါးတို့ဒါမျိုးလေးတွေစားတယ်ဟိုအပြန်ပြန်လန်လန်ပြင်ဆင်ချက်ပြုတ်ထားတဲ့အပြန်သုံးပြန်ကြော်ထားတဲ့ ဒီစီတွေတော့ကျွန်တော်တို့မစားသေးဘူးစားသေးဖြစ်မို့ကျွန်တော်တို့ကပို့ပြီးလေလာငါအစားရှော့တယ်အစားထိန်တယ်ဆိုတာနဲ့မလုံလောက်ဘူးအော်ဒါလေးကတော့ဘာဒါလေးကတော့ဘာဒါလေးကတော့ဘာဒါလေးတွေပို့တည်တော့အစားအုပ်စုလေးတွေခွဲချမ်းစိတ်ဖြာပြီးစားမယ်ဆိုရင်အလုပ်ပို့ဖြစ်တယ်။ဒါစားရဲ့ပြဿနာကြီးလေးကင်းဝေးမယ်။နောက်ပြီးတော့ balance diet ပုံစံလေးလေးစားဖြစ်တော့ကျွန်တော်တို့စိုးစိုးရွားရွားခန္ဓာကိုယ်ကဘောလုံးတစ်လုံးကိုလေရှော့လိုက်တယ်လို့ဖြစ်သွားတဲ့ဆိုတဲ့ပုံစံလေးဇလန်းနေလေမဖြစ်တော့ဘူး။ရိုးရိုး effect နဲ့ကျွန်တော်နှစ်ဆပြန်ဝါရဲဆိုတာမျိုးလေမဖြစ်တော့ဘူး။အဲ့တော့နံပါတ်3ကိုလေလာ။နံပါတ်4လက်တွေလှောက်ဆောင်ကြည့်ပါ ဒါဒီဗီဒီယိုမှာကျွန်တော် diet နဲ့ပတ်သက်တာပဲပြောတာဖြစ်တဲ့အတွက် diet နဲ့ပတ်သက်တာကိုပဲဇောင်းပေးပြီးပြောသွားမယ်ဟုတ်ပြီကျွန်တော်တို့အရှိမကျွန်တော်တို့ကိုကိုကိုရိုးရိုးတက်တာသုံးသက်လိုက်တယ်ဘာတွေဘာတွေကမဖြတ်နိုင်ဘူးလေဘာတွေရောတော့ငါနည်းနည်းလေး adjust လုပ်မယ်ဘာတွေရောတော့ငါ cheat ပြီးစားမယ်နောက်တစ်ခုကစီကန်ရှိရှိလေးနဲ့နော်တပတ်မှငါကယ်လိုရီကိုဘယ်လောက်လျှော့ရမယ်အဲ့တော့ငါဒီလိုဒီလိုတွေလျှော့မယ်ဆိုပြီးကိုကကို chain လိုက်တယ်နောက်ပြီးတော့ပို့ပြီးလေ့လာတယ်အဲ့ဒီမှာလူတွေကရက်သွားတယ်ကျွန်တော်တို့ trainer တွေပြောတဲ့ဗီဒီယိုတွေဒါမှမဟုတ်ကိုဟာကိုလေ့လာတဲ့ဟာတွေကို အတိတွေပဲထားတယ်အရှိဖြစ်မပြောင်းနောက်နောက်မှလုံမှမယ်ဒီအာငါတိတယ်ငါဒါဒီငါလေ့လာပြီးသားငါလုံလန့်ကြလက်တွေ့မလုံကြည့်လက်တွေ့လုံတဲ့အချိန်မှာဘာဇလန်းနေဖြစ်လဲဆိုတော့โอเคကျွန်တော်တို့ကလိုလိုလိုစားဆိုပြောတယ်ဒါပေမဲ့ဒီကယ်လိုရီတွက်ရတာအခက်ခဲရှိတာတွေပိုစားမိတာတွေညော့စားမိတာတွေနောက်ပြီးတော့ရှင်းမှာပြောဆိုတော့အရသာမရှိတဲ့ဟာတွေစားရတာစိတ်ညစ်တယ်ကြည့်အရသာရှင်အောင်လုံရင်းနဲ့အေးငါလက်တော့လုံသွားပြီကယ်လိုရီကများသွားပြီဒါဆိုဘယ်လိုလုပ်ရမလဲလက်တွေ့လက်တွေ့လုံကြည့်ဥမာအချင်းဖြော်တာလေးကအစားတိတ်ရေးကြည့် အာဒီလိုလေးဒါ Instagram မှာဖြစ် Facebook မှာဖြစ်ဒီလိုလေးကင်စားကြည့်ဒီလိုလေးချက်စားကြည့်ဒီလိုလေးကြော်လော်စားကြည့်ခါလေးစားမကောင်းလုံးဝစားမကောင်းတာရှိတယ်သူတို့ကတော့အပြောတာပဲရတာရှိရှိနဲ့ diet လေးဒီလိုလုပ်လို့ရတယ်ဒါပေမဲ့မိတ်ဆွေလက်တွေ့လို့အချင်းဖြော်တာလေးကအစအသားလေးနေနှက်တာလေးကအစချိန်ဆကြည့်တချို့ကဗီဒီယိုရိုက်ကောင်းချက်ပြုတ်လိုက်တာအဲ့လာပါပါ plating လေးနဲ့ပြင်ဆင်လိုက်တာလုံးဝစားမကောင်းတဲ့မီနူးတွေအများကြီးပဲ diet တွေအများကြီးပဲအဲ့တော့ကိုဆက်ဟက်ကိုရှာလေးနဲ့ကြိုက်တဲ့ပုံစံလေးကိုကိုယ့်ကိုစမ်းကြည့်ကိုယ့်ကိုစမ်းကြည့်အဲ့ဒီဟင်းတစ်ပွဲလေးကကယ်လိုရီဘယ်လောက်ရှိမလဲ ဆက်ဟအချိုးငန်ဆက်ဒါလေးအဆင်ပြေလာအဲ့ဒီမှာစမ်းကြည့်ရင်တလွဲတွေဖြစ်ပြန်ပြီးတော့ဟိုကအဲ့ဒါလေးကိုလက်တွေ့လုပ်ကြည့်မှသိပါအဲ့တော့နံပါတ်၄အချက်ကလက်တွေ့လုပ်ကြည့်ပါနံပါတ်၅အရေးကြီးဆုံးကသုံးသပ်ပါကျွန်တော်တို့၈ရအချက်တွေအကုန်လုပ်တယ်ငါလုံးနေတာပဲငါပို့ပြီးလေ့လာတယ်ငါပို့ပြီးလက်တွေ့ကြကြလုပ်တယ်ဟိုလုံးနေရောလုံးနေရောကျောစားတိုင်းမချမ်းသာဘူးကျွန်တော်အမြဲပြောတယ်အဲ့တော့မိတ်ဆွေလုံးနေတဲ့အထဲမှာကယ်လိုရီဒက်ဖစစ်မဖြစ်ဘူးဆိုရင်မိတ်ဆွေအမိတ်ဆွေဘလောက်ပဲစီကံရှိရှိဘလောက်ပဲဝရိယတွေထုတ်ထုတ်မကြောက်အဲ့တော့ငါဘာလို့နေလဲ ဘယ်နားမှာယူဆိတ်မှုတွေဖြစ်ပြီးငါဘာမားတွေကိုအမားတွေကနေကိုကပြန်သုံးသက်ဒါကျွန်တော်တို့ဒါ diet နဲ့ပတ်သက်ပြီးပဲဒီဗီဒီယိုမှာပြောသွားတာလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလုံမောကြီးဖြစ်နေတယ်အမားတွေဖြစ်နေသလားကိုယ့်ရဲ့ lifestyle မှာ change လာလားအရေးပြတ်တာလား stress လားဒါလေးတွေကလည်းဆက်ဆက်ပတ်သက်เนาะ diet နဲ့ပတ်သက်တာဆိုရင်လေကိုဒီစားတောက်နေတဲ့ပုံစံမှာလက်သီးဖုံးဘယ်သူကထိုးနေလဲအကိုကတော့ diet လုပ်နေတယ်ဆိုပေမဲ့အပိုစားသား calorie တွေကဘယ်ရောက်ဝင်ဒါလေးတွေကိုကကောက်ချောင်းတော့ချောင်းနိုင်မယ်။ကိုယ့်အမားတွေနော်ကိုယ်တိုင် experience တွေကနေပြန်ပြီးတော့ကျွန်တော်တို့ကသုံးသပ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ အရသာမရှိတဲ့အပြုတ်တွေအကင်တွေဖြူဖက်ဖြူရမဆားပဲနဲ့အစီကျနိုင်တဲ့နီလန်ငါးနီကိုမိတ်ဆွေတို့စနစ်တကျလုပ်နိုင်မှာဖြစ်တယ်။ဒီချက်ထဲမှာဘဲချက်လေးကအကျိုးရှိတယ်။ဘဲချက်လေးကမိတ်ဆွေတို့အကြိုက်ဆုံးဖြစ်သွားလဲဆိုတာကိုလည်းကျွန်တော်တို့ comment မှာဝင်အောင်ဆွေးနွေးပေးတော့ပါ